အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့အောက်တိုဘာလ15ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်မူလဝတ္တခမှန်ချက်တွေကိုတင်ဆက်ပေးပါရမယ်အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းတစ်ခုဟာအနောက်ဘက်ကိုရွေ့လျားပြီးအပူပိုင်းမုန်တိုင်းတစ်ခုဖြစ်အားကောင်းလာနိုင်ပါတယ်အဲ့ဒီနောက်တောက်တရုတ်ပင်လယ်ထဲကိုဝင်ရောက်ချိန်မှာတော့တိုင်ဖွန်မုန်တိုင်းအဆင့်ကိုရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ဒီအခြေအနေကြောင့်မြောက်ပြန်လေပွေရောက်နေပြီဖြစ်တဲ့မြန်မာနိုင်ငံမှာမိုးလွန်ကာလအတွင်းအခါလုံးမိုးဖြတ်မိုးတွေရွာသွန်းနိုင်တဲ့အခြေအနေတချို့ရှိနေပါတယ် အိန္ဒိယမိုးလေဝသဌာနကတော့အနာတမုတ်တုံလေးဟာဒီကနေ့အောက်တိုဘာလ15ရက်နေ့နောက်ပိုင်းမှာမြန်မာနိုင်ငံကနေပြည်သက်ဆုတ်ခွာသွားနိုင်ပြီလို့ဆိုပါတယ်။ဒါပေမဲ့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရတော့ပြည်ရင်နဲ့တိုင်အားလုံးမှာမိုးနှင်းငယ်ကနေအတင်းတင်းဆက်လက်ရွာသွန်းနိုင်အောင်မှာဖြစ်ပြီးအောက်တိုဘာလ22ရက်ကိုကြုံလွန်ပြီးမှသာမိုးအားရွက်သွားနိုင်မယ်လို့သိရပါတယ်။ဒီနေ့အတွက်သေစိတ်ခံမှန်းချက်တွေအနေနဲ့ကတော့ချင်းပြည်အေရဝတီတိုင်းရန်ကုန်တိုင်းနဲ့ကရင်ပြည်တို့မှာနေရာစစ်စစ်မူရနိုင်ပါတယ်ရှင်။ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နေပြည်တော်ပဲခူးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်တို့မှာနေရာကျကျမိုးရနိုင်ပြီးရှမ်းပြည်မြောက်ပိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာကွက်ကြောင်မိုးရနိုင်ပါတယ်ရှင်။ဒီနေ့အတွက်အထူးသတိပြုရမယ့်မိုးများနိုင်တဲ့ဒေသတွေလည်းရှိနေပါတယ်။အထူးသဖြင့်နေပြည်တော်မှာမိုးတင်းတင်းကနေမိုးများနိုင်ခြေရှိပါတယ်။ ဒါအပြင်အုတ်တွင်တောင်းကူကြောက်ကြီးရွှေညောင်အောက်ဘန်းမြို့နယ်တွေကရင်ပြည်နယ်ထဲကဖန်အန်လိုင်ဘွဲပိုက်ကျုပ်ဒေသတွေရခိုင်ပြည်နယ်ထဲကမင်းပြတောင်ကုတ်ကြောက်ဖြူမြို့နယ်တွေနဲ့ချင်းပြည်နယ်ကမတူပီမြို့နယ်တွေမှာလည်းမိုးတင်းတင်းကနေနေရာကွက်ပြီးမိုးများနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ပင်လယ်ပြင်ခရီးသွားရေနဲ့ကန်နီကန်ဝေးရေလောက်သားတွေအတွက်ကတော့မြမပင်လယ်ပြင်မှာလှိုင်းနှင်းငယ်ကနေအတင်းတင်းပဲရှိနိုင်ပြီးလှိုင်းအမြင့်ဟာ၄ဘီကနေ၆ဘီလောက်ထိရှိနိုင်တယ်လို့သိရပါတယ်ရှင်။ မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်းချက်တွေကိုဆက်လက်ဆောက်ကြည့်ပေးကြဖို့မြစ်တာရဲခံလိုပါရရှင် CJ platform ရဲ့မူလဝတ္တခံမှန်းချက်တွေကိုကြည့်ရှုနားဆင်ပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းပေးပါရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝတ္တနဲ့ရန်သူတို့ဖြစ်စဉ်တွေကိုလည်းကိုမတ်မှာကြီးသားမျှဝေပေးခဲ့ကြပါဦးရှင်။